မင်္ဂလာပါညရှိကွာဆာဆောင်မနှုတ်ခွန်းစတာပါတယ်ဧပြီလ24ရက်2025ခုနှစ်ကြာတာပြီနေ့ကိုရွှေဖိုးလူကကိုတက်ကိုရှင်ချင်းမေတ္တာထက်တာယီမြတ်တော်မေတ္တာမရှိ ရွှေခရွင့်ချက်ခန်းချင်း15ခန်းငယ်73ခေါင်းစဉ်ကရှင်ချင်းမေတ္တာကျွန်တော်ငယ်ချင်းကအကြောင်းရှိရာဦးစောချင်း ပြောပြခဲ့မှုသောပုံမြင်ကလေးတို့ကိုသတိရမိပါသည်ပုံမြင်ကလေးအဓိကချက်ကတော့သစ္စာနှင့်ပတ်စည်းထားသောချွတ်ချင်းမြတ်တာဖြစ်ပါသည်တခါကတငယ်ချင်းနှစ်ယောက်ရှိကြပါတဲ့တူဦးကိုတူဦးအင်မတန်ချွတ်ခင်ကြတဲ့တငယ်ချင်းကြီးပါနာမည်ရင်းကတော့ Pythias နဲ့ Demon ခေါ်ပါသည်ဒီနေ့မှာတော့မင်းမူထိုင်ရဲ့ Pythias ကအမတစ်ခုကိုပြုမိပါတဲ့ဒုက္ခမှာမင်းပြင်းမင်းတန်တင်း၍တည်တန်ချချင်းကိုခံရပါ၏ ူကိုမကူမျက်မီမစီရင်ခင်မှာသူကအခွင့်တောင်းပါ၏သူမသိခင်တော့ရနိုင်ရှိသောမိဘများကိုတွား၍နှုတ်ဆက်လိုပါတဲ့ဘယင်ကြီးကသူပြန်မလာပဲထွက်ပြေးတင်းရှောင်သွားမှကိုရှိုးရွေ၍အခွင့်မပေးလိုပါထိုအခါပိုင်ဒီယက်ကသူကိုစား အမခန်သူဒီမွန်ကိုအချုံထောင်ထဲမှာထားပါဟုတောင်းဆိုပါသည်ဒီမွန်ကလည်းသဘောတူ၍အကင်၍တမန်ချွေရောက်သည့်တိုင်ဖိုက်ဒီယက်ပြန်မလာခင်ကိုစားအပြင်းတန်ကိုခံယူပါမည်ဟုဝေတောင်းမှန်သည်ဖြင့်ဘယင်ကြီးကခွင့်ပြုရပါတော့သည်ဝခွဲခွာခင်မှာဖိုက်ဒီယက်ကဒီမွန်အား ဘာမှမပူနဲ့တငယ်ချင်းငါအချိန်မီပြန်လာပါမယ်ငါကိုစားဝင်ပြီးအာမခန္ဓာကိုကျေရှုတင်နေအဲ့ဒီကျေရှုကိုငါမမေ့ပါဘူးဟုမှာကြားခဲ့ပါတဲ့ဒီနေ့ပြီးဒီနေ့လွန်သွား၍ရှင်ရေကုမြတ်ရမီနီတို့ရောက်လာခဲ့ပါသည်ပိုက်တီးရဲ့ရောက်မလာပါတမတ်ချင်းရောက်ပြီမို့စစ်သားများကဒီမိုကိုအချုပ်ထဲမှာထုံးခါခေါင်းဖြတ်တဲ့ရန်ပြင်ဆင်ကြပါသည်ပိုက်တီးရဲ့ မပြန်လာခဲ့တာတော့မဟုတ်ပါလမ်းကြီးမှာတင်းမောပြည့်၍မြင်းငှားလာခဲ့ပါသည် မြင်းကိုအပြင်းနေရအမောရွှေမြင်းသိပါသည်တပန်းမြဲကောင်ကပြန်တော့နှေးလို့ရင်ခီးမတွင်မြင်းပေါ်မှာရှင်၍စင်းကချွေးချင်းအမြန်ပြေးကနောက်ဆုံးမှာလူတန်းကုန်းပေါ်သို့ရောက်လာပါသည်မောဒီတီချာမှကျွန်တော်ရောက်ပါပြီဒီမုံကိုလွတ်ပေးပါဟုအော်ရေးတတိမိတော်ပါ၏ သူတို့ငွေယူနီယံချစ်ချစ်မြတ်တာအသက်စာတရားနဲ့ယုံကြည်မှုကိုမြင်ရလိပြီးရင်ကြီးမှာအော်လျက်စိတ်ထင်ခါရသဖြင့်ချီချူးကိုပြူစကားပြောကတေးတမ်းမှလူငင်းခွေပြလိုက်ပါတဲ့အားလုံးဖျားသိမ်းကောင်းယူပေးပါစေ